ကိုင်းနိုင်ဝက်လက်မြွနယ်ထဲမှာစောစုကအင်အားသုံးပြီးရွာစံပတ်မွေစင်းနှံကလူသက်လူရဲ့မိရှိုနေပြီးတလားကျော်အတွင်းမိရှိုဖြက်စီးခံရတဲ့ရွာ၁၈ရွာရှိလာတယ်လို့ဝက်လက်နဲ့လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီကတာဝန်ရှိသူတို့ကပြောပါရယ်စောစုကအတို့ရောင်ရွေးကောက်ပွဲပြင်ဆင်နေချိန်အော်တိုဝါလာဇန်ကစပြီးတော့ဝက်လက်နယ်စကိုင်းရှိဘူကားလန်တခြားကိုအင်အားရာနဲ့ချီလေးဖွဲ့တဲ့မနေခွဲကစင်းနေလူရဲ့လူသက်မိရှိုနေတာဖြစ်ပြီးတော့အော်တိုဝါလာဇန်ကနေ နိုဝင်ဘာ20ရက်ထိရွာသားကြီး လာတော်ကြီးကံစိုင်းနိုင်လေးရွှေချင်းမူကြီးထုံးမိုတတအူလိန်ပင်ခေါ်တော်တမကုံရွာတော်ကုံစတဲ့ရွာပေါင်း1900ကိုမိရှုဖြစ်စည်းခံရတာဖြစ်ပါတယ်။ကျောစုကရွာတွေကိုစင်းနှင်းချိန်တွေ့သည်မပြည်သူကိုဖမ်းဆီးတပြက်ဒဇာကလူသားတိုင်းကဖြစ်အတုံးချတာကြောင့်ဝက်လက်နဲ့ကြေးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေစပေးဆောင်ထွက်ပြေးနေရပါတယ်။အဲဒီကျောစုတွေကဝက်လက်နဲ့စကိုင်းရွှေဖို့ကလန်ရွာသားကြီးကြေးရွာတဲ့အထိုင်ချနေပြီး ဒေသတွင်းရွာဆက်ပတ်မွေလူသက်လူရဲ့မိရှုနေတာဖြစ်ပါတယ်။သကိုင်းကလင်လှုပ်ခတ်ပြီးတလားမပြေခင်ကလေးကစောစုဟာသကိုင်းရွှေဘိုလမ်းမိုင်းတစ်လျှောက်လူသက်လူရဲ့မိရှုစကြောင်းထိုးနေတာဖြစ်ပြီးတော့လက်ရှိမှာတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့နေမြေရှင်းလင်းရန်အရှိန်မြှင့်ထားတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။